အားလုံးပဲမင်္ဂလာပါ MC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုမတင်တာတလားလောက်ရှိသွားခဲ့ပြီပေါ့နော်ဒီကြားထဲမှာကျွန်တော်အလောက်ကိစ္စလေးတွေရှိတဲ့အတွက်ကြောင့်မလို့ဗီဒီယိုဖတ်ကိုမလဲဖြစ်ဘူးဒီအတွက်အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်ကိုအားပေးကြတဲ့အယောက်စီတိုင်းကိုလည်းကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ကိုအားပေးပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြပြပေးချင်တဲ့မူခင်းအကြောင်းအရာကတော့အသက်73နှစ်အရွယ်ကောင်လေးတစ်ယောက်ကသူ့ရဲ့မြင့်ခင်ကို သွေးအေးအေးနဲ့ရက်ဆက်စွာတက်ခဲ့တဲ့အပြင်ငွေကြေးရှုပ်ရှင်းတစ်ခုကိုပါဖန်တီးခဲ့တဲ့ plus stone murder လို့ခေါ်တဲ့မုခဲចောင်းရပဲဖြစ်တယ်။အဲ့တော့သုံးစံတိုင်းပဲမုခဲចောင်းရဆက်မပြောခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အဲ့တော့ကျွန်တော်တို့မုခင်ចောင်းရကိုတွားလိုက်ရအောင်ဒီမုခင်မှာသူ့အဖေနဲ့သူ့သားရဲ့နာမည်ကစင်တူတဲ့အတွက်ကြောင့်မလို့သူ့အဖေကိုရောဘတ်သူ့သားကိုခွန်ဆိုပြီးတော့ကျွန်တော်တုံးတုံးတော့မှဖြစ်ပါတယ် ရောဘတ်နဲ့သူ့ရဲ့ဇနီးအမ်လီဟယ်ရီဇန်တို့နှစ်ဦးဟာ1898ခုနှစ်မှာလက်ထပ်ထိုင်ရခဲ့ကြတယ်။သူ့ရဲ့သားကြီးဖြစ်တဲ့ခွန်ကို1882ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့သူ့ရဲ့ညီနက်တဲ့နေရာကိုတော့1883ခုနှစ်ဖေဖော်ဝါရီလမှာမွေးဖွားခဲ့တယ်။သူတို့မိသားစုဟာလီဗာပူးမြို့မှာဆွေမျိုးတွေနဲ့အတူနေထိုင်ခဲ့ကြတယ်။ဒီလိုနဲ့1888ခုနှစ်ကိုရောက်တဲ့အခါမှာလန်ဒန်မြို့ကိုပြောင်းရွှေ့ခဲ့ကြတယ်။ အဲ့ဒီမှာနေထိုင်လာခဲ့တဲ့တရှောင်းသူတို့ရဲ့သားကြီးခွန်ကသူတို့ရဲ့ပတ်ဝန်းကျင်မှာနာမည်အရန်ကိုမှကြီးနေတဲ့ White Chapel လူတတ်မှုတွေနဲ့ Jet the Ripper လို့ခေါ်တဲ့ Gwen Sat လူတတ်သမားတွေရဲ့အကြောင်းတွေကိုနေ့စဉ်ကြည့်တွေ့လာရပြီးတော့သူတို့အကြောင်းနဲ့ပတ်သက်ပြီးတော့ထုတ်ဝေထားတဲ့စာအုပ်စာပေတွေမှုခင်းဂျာနယ်တွေနဲ့ရုပ်ပြကတ်သွန်းစာအုပ်တွေကိုဆွဲလန်းလာခဲ့တယ်။ဒီလိုနဲ့တိတ်မကြပါဘူး1890ခုနှစ်အဆောင်ရာဒီကိုရောက်တဲ့အခါမှာ အရှေ့လန်ဒန်ရဲ့အကြီးဆုံးရပ်ကွက် ဖြစ်တဲ့ plus 3ရပ်ကွက်မှာရှိတဲ့ဒီ senior number တဲ့လူရန်းစားတွေနေထိုင်ကြတဲ့ 35k room မှာထပ်မံပြီးတော့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြပြန်တယ်။အဲ့ဒီမှာပြောင်းရွှေ့လာပြီးတဲ့နောက်ပိုင်းမှာမှရက်ဆက်တဲ့လူတက်မှုကြီးဖြစ်ပျက်လာခဲ့တာဖြစ်တယ်။ Robert ဟာ National Steamship လို့ခေါ်တဲ့တင်မောကုမ္ပဏီမှာငွေကြေးထောက်ပံ့ရေးနဲ့စီမံခန့်ခွဲရေးကဏ္ဍတွေမှာဗန်နာဆူအဖြစ်လုပ်ကိုင်နေသူဖြစ်တယ်။ပြီးတော့ သင်ဘောဝင်ချမ်းတွေကိုကြီးကြပ်ကုတ်ခဲ့တဲ့နေရာမှာလဲအရာရှိအမှုထမ်းတူလဲဖြစ်တယ်။သူ့အလောက်ကိုင်ဟာအတလန်တိတ်သမုတ်တရားကိုဖြတ်ပြီးတော့မှအသွာလာလောက်ရတဲ့အတွက်ကြောင့်မလို့သူရဲ့မိသားစုတွေနဲ့မကြာခဏခွဲခွာနေရလဲရှိတယ်။ဒီအတွက်ကြောင့်မလို့ပဲအိမ်နီးချင်းတွေကရောဘတ်ကိုဖခင်ကောင်းတယောက်ပြီးတော့ပြီးတော့မိသားစုပေါ်မှာအင်မတန်ကောင်းမအလုပ်စ조사တဲ့လူဆိုပြီးတော့သူကိုရှုမြင်ကြတယ်။အထူးသဖြင့်သူ့ရဲ့ဇနီးအမလီကိုလည်းဇနီးကောင်းတယောက်ပြီးတော့ပြီးတော့မိသားစုပေါ်မှာ ဘယူဆိုင်တက်တယ်ဆိုပြီးတော့လူတွေကသူ့ကိုသဘောကျကြတယ်။ဒါပေမဲ့သူတို့ရဲ့ကလေးနှစ်ယောက်ကတော့သူတို့နဲ့လုံးဝမတူကြဘူး။ကြည်လက်လို့ရှိရင်တခုခုကိုမကျေနပ်တယ်လို့လို့စူပုတ်ပုတ်မျက်နှာချရှိကြတယ်ပေါ့နော်။ပြီးတော့သူတို့နှစ်ယောက်ဟာသူတို့ရဲ့မိဘတွေပုံမှာကိစ္စအသေးအမွားကစလိန်လေတယ်၊လှည့်ဖြားတယ်၊မယိုးသားဘူးဆိုပြီးတော့မှလည်းအိမ်နီးချင်းတွေက ပြောကြတာပေါ့။ဒီအကြောင်းကြောင့်မလို့ပဲသူတို့ရဲ့အမေကိုသူတို့ရဲ့သားပုံမှာညာတာလွန်းတယ် တွင်တင်ဆုံးမမှုမရှိဘူးဆိုပြီးတော့ဝေဖန်ခဲ့ကြတယ်။ဒီလိုနဲ့1995ခုနှစ်ဇူလိုင်လ6ရက်စနေနေ့ကိုရောက်လာတဲ့အခါမှာ Robert ဟာညူယောက်မြို့ကိုရွှေလင်းထွက်ခေါ်ပွင့်ရန်အတွက်စီစဉ်ထားတဲ့ပင်သစ်တင်ပေါ်ပို့မတက်သေးတဲ့အခါမှာပဲသူ့ရဲ့ဇနီးကို သူပြန်လာတဲ့အခါထိသုံးလို့ရမယ့်ငွေပမာဏကို ပေးပြီးတော့မှ သူပတ်စံအများကြီးရှာပြီးတော့ပြန်လာမယ်ဆိုပြီးတော့ကတိပေးလိုက်တယ်။အဲ့တော့ပြီးတဲ့နောက်မှာမှ သူ့သားနဲ့သူ့ဇနီးကိုနှုတ်ဆက်ပြီးတော့ ထွက်ခွာလာခဲ့။အဲ့ဒီအချိန်ကအရန်ကုန်မှပူပင်းတဲ့နေရာတည်းအချိန်ဖြစ်တယ်။လူတော်တော်များများကလည်းအပြင်ကိုတိတ်ထွက်လို့မရှိတဲ့အချိန်ပေါ့နော်။ဒါပေမဲ့အသက်73နှစ်အရွယ်ခွန်နဲ့အသက်72နှစ်အရွယ်နတ်တင်နေရုံညီအကိုနှစ်ဦးကကြတော့ဒေါက်လန်လမ်းမတွေပေါ်မှာတော်တော်လာလာနဲ့ကျင်လည်နေခဲ့ကြတယ်။ပြီးတော့သူတို့နှစ်ယောက်ကဘာတွေလုပ်နေလဲဆိုတာကိုလည်းအိမ်ကြီးချင်းတွေကလုံးဝသတိမထားမိခဲ့ကြဘူး။ သူ့အဖေထွက်ခွာပြီးတော့သုံးရက်မြောက်နေ့တနင်္လာနေ့ကိုရောက်တဲ့အခါမှာခွန်ကသူ့အမေရဲ့ပတ်စံအိတ်ထဲကနေပြီးတော့ရွှေတင်းကားပြနှစ်ပြားကိုနှိုက်ယူလိုက်တယ်။ပြီးတော့သူတို့ရဲ့အိမ်နီးချင်း James William ကိုရွှေတင်းကားတစ်ခုပေးလိုက်ပြီးတော့ James William ငါ့ကိုဒီရွှေတင်းကားပြရနေပြီးတော့ငွေတင်းကားပြောက်လဲပေးလို့ရမလား။ဒီနေ့ကတနင်္လာနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့အိမ်ရဲ့အိမ်ငါးခါကိုပေးရမယ်။အဲ့တော့ဒါကိုလဲလှယ်ပြီးတော့ငါ့ကိုပေးပေးလို့ရမလားဆိုပြီးတော့သူကတောင်းဆို။ အဲ့ဒီအခါမှာပဲ James William ကရပါတယ်ဆိုပြီးတော့သူကလက်ခံလိုက်တယ်။တဆက်ထဲမှာပဲသူကနင့်မေရရောဘယ်သွားနေလို့လဲလို့မေးတဲ့အခါမှာခွန်ကမင်းညကငါတို့အိမ်မှာလီဗာပူးကနေပြီးတော့စာတဆောင်ရောက်လာတယ်။အဲ့ဒီစာထဲမှာအာဖရိကမှာရှိတဲ့ငါတို့ဦးလေးကသေဆုံးသွားပြီ။ဒီတော့ကြောင့်မလို့ငါတို့ရဲ့အတော်ကငါတို့မေကိုတွေ့ချင်တယ်။လီဗာပူးကိုလာခဲ့ပါဆိုပြီးတော့ရေးထားတဲ့အတွက်ငါတို့မေကအဲ့ကိုသွားလိုက်တယ်ဆိုပြီးတော့ပြန်ပြောပြတယ်။ ဲ့လိုပြောပြီးတဲ့နောက်သူကလည်းအဲ့ကနေပြီးတော့ထွက်သွားလိုက်တယ်။နောက်နေ့ကိုရောက်တဲ့အခါမှာသူတို့ညီအကုံတို့ကချမ်းရှိနေတဲ့ရွှေတင်ကားပြားစပြားကိုလန်ဒန်မြောက်ပိုင်းမှာရှိတဲ့စိန့်ဂျွန်ဝုဒ်မှာကျင်းပမဲ့သူတို့အင်မတန်ကုန်းမှာကြည့်ချင်နေတဲ့ခရစ်ကတ်ကစားကွင်းကိုတွားဖွင့်ရန်အတွက်အသုံးပြုခဲ့ကြတယ်။သူတို့ကမေအမီလီယာဆိုလို့ရှိရင်လည်းသူ့အမနဲ့သူ့အမေတို့နေထိုင်ကြတဲ့အင်္ဂလန်အနောက်မြောက်ပိုင်းကိုမကြံခဏတွားတက်တဲ့အတွက်ကြောင့်မလို့အိမ်ကြီးချင်းတွေကလည်းသူမရှိတာကိုတန်တရားမဖြစ်ခဲ့ကြဘူး။ ဒါပေမဲ့သူ့ကိုမတွေ့တဲ့ရက်တွေများလာတဲ့အခါမှာအိမ်နီးချင်းတွေကတန်တရားဝင်လာကြတယ်။ဒီလိုနဲ့ဒီညကုန်းအုပ်ကိုမြက်မေနေရောကောင်းရဲ့လားလို့မေးကြတဲ့အခါမှာအမေကနေကောင်းပါတယ်။သူကလီပါဘူးကိုခဏသွားလိုက်တာပါဆိုပြီးတော့ပြန်ဖြေတယ်။ဒီလိုနဲ့ဒီညကုန်းအုပ်ဟာသူတို့လဲလှယ်ထားတဲ့ပတ်စံတွေနဲ့လန်ဒန်ကိုခရီးသွားလိုက်၊ငါးဖန်ပွဲတွေမှာငါးသွားများလိုက်တဲ့သူတို့ရဲ့အချိန်နဲ့ဒီပတ်စံလေးကိုတုံးဖြုံခဲ့ကြတယ်။ဒီလိုနဲ့တနေ့မှာ သူတို့ဖေးတင်ဘောကွန်မဏီမှာအလုပ်လုပ်ခဲ့ဘူးတဲ့ဂျွန်ဖော့စ်ဆိုတဲ့လူနဲ့ခွန်ကအဆက်အသွယ်ပြုလုပ်ခဲ့တယ်။ဂျွန်ဖော့ကအသက်39နှစ်ရှိပြီးတော့ညံရင်နှိပ်ပါတဲ့သူတူလည်းဖြစ်တယ်။ယခင်ကအီဂျစ်ကိုသွားတဲ့တင်ဘောကွန်မဏီမှာအလုပ်လုပ်ခဲ့ဖူးပြီးတော့သူတို့ရဲ့တင်ဘောမီးလောင်သွားတဲ့နောက်ပိုင်းမှာမှသူကတင်ဘောမထွက်ရတော့ပဲနဲ့တင်ဘောချင်းမှာပဲဆက်လက်ပြီးတော့အလုပ်လုပ်နေရတဲ့သူဖြစ်တယ်။နောက်ပြီးသူကဒီညကုန်းအုပ်ရဲ့အဖေနဲ့အလုပ်အတူတူတွဲလုပ်ဖူးတဲ့ သူလည်းဖြစ်တယ်။အဲ့တော့ခွန်တယောက်က John Force ကို သူ့ရဲ့အဖေရဲ့ရွှေအိတ်ကနာရီနဲ့သူတို့အိမ်မှာရှိတဲ့တံပိုးကြီးတဲ့ပစ္စည်းတွေကိုပေါင်ပေးပါဆိုပြီးတော့သူကတောင်းဆိုခဲ့တယ်။ဒီတော့ John Force ကငကွားမှအာစဉ်းစားညာတိတ်မရှိရလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပစ္စည်းတွေအားလုံးကိုပေါင်ပေးခဲ့တယ်။ဒီလိုနဲ့ညီအကိုနှစ်ဦးနဲ့ John Force တို့ဟာပေါင်လို့ရတဲ့ပတ်စံတွေကိုတုံးခဲ့ကြပြီးတော့ plus ဆုံးမှာရှိတဲ့သူတို့အိမ်ရဲ့အနောက်ဘက် ်ဧကန်ထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ခဲ့ကြတယ်။ဒီလိုနဲ့သူရဲ့ပတ်စံတွေကတဖြည်းဖြည်းနဲ့ကုန်လာတဲ့အခါမှာသူရဖေရဲ့တင်ပေါ်ကုမ္ပဏီမှာငွေကြေးရရှိဖြစ်လောက်ကင်တဲ့ဂျွန်ဟူဆန်ဆိုတဲ့လူမှာကြိုတင်ငွေတောင်းခံဖို့ရန်အတွက်ခွန်ကစီစဉ်ဆဆွဲခဲ့တယ်။ဂျွန်လန်လ73ရက်နေ့ကိုရောက်တဲ့အခါမှာဂျွန်ဖော့စ်ကဒီငွေကြေးရရှိတူဖြစ်တဲ့ဂျွန်ဟူဆန်ထံကိုခွန်ရေးပေးထားတဲ့စာဆောင်ကိုကင်ပြီးတော့မှသွားခဲ့တယ်။ အဲ့ဒီစာထဲမှာခွန်ရေးသားထားတာကသူတို့ကမင်းကအရန်ကိုနာမကျန်းဖြစ်နေတယ်ဆရာဝန်လဲပြထားရတဲ့အတွက်ကြောင့်မလို့အဲ့ဒီဆရာဝန်ကိုပေးရမယ်ပတ်စံတည်းအရန်ကိုများတယ်ဒါကြောင့်မလို့အဖေလခကနေပြီးတော့ပေါင်လေးပေါင်ကိုကြိုတင်ပြီးတော့ထုတ်ပေးဖို့ရတဲ့အတွက်တောင်းဆိုထားတဲ့စာပေါ့နော်ဂျော်ဟူဆန်ကအဲ့ဒီစာကိုတွေ့တဲ့အခါမှာငါဆရာဝန်ရဲ့လက်မှတ်ကိုလိုချင်တယ်ဆိုပြီးတော့ပဲပြန်ပြောခဲ့တယ်အဲ့ဒီအချိန်မှာခွန်တယောက်ဟာ သူ့အမေရဲ့ယောဂဝေဒနာကိုအတိပြုပေးဖို့ရန်အတွက်ဒေတာခန်ဆရာဝန် JJ Griffin လို့ခေါ်တဲ့လူကိုလောက်ကျန်စာသဆောင်ရေးသားခိုင်းခဲ့တယ်။ပြီးရင်နောက်ခွန်ကအဲ့ဒီစာကို သူကိုယ်တိုင်ဂျွန်ဟူဆန်တန်ကိုတောက်ပေးခဲ့တယ်။ခွန်ဟာအရင်နှစ်တွေတုန်းကလည်းဒီလိုပုံစံမျိုးပဲလောက်ကျန်စာရေးပြီးတော့မှပေါင်20ကိုရယူဖူးခဲ့တဲ့သူဖြစ်တယ်။အဲ့တော့ဂျွန်ဟူဆန်ကဒီပတ်စံကိုငါနှစ်အမေကိုတောက်ပေးမယ်ဆိုပြီးတော့ပြောတဲ့အခါမှာခွန်က ရတယ်မလို့ဘူးကျွန်တော်မေကဖြားတဲ့အတွက်ကြောင့်မလို့သစိမ်းတွေကိုတိတ်မတွေ့ချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပဲတော့ပေးပါမယ်ကျွန်တော်ကိုပဲလွှဲပြောင်းပေးပါဆိုပြီးတော့တောင်းဆိုတယ်ဒါပေမဲ့သူ့အကြောင်းကိုတည်နေတဲ့ဂျော်ဟုဆန်ကရပြီနေ့တော့ငါလွှဲပြောင်းမပေးနိုင်ဘူးဆိုပြီးတော့ပဲငင်းဆန်ခဲ့ဒီလိုနဲ့ဒီအကြောင်းအရာကိုသိရှိသွားကြတဲ့အိမ်နှင်းချင်းတွေကဒီညာကိုနှစ်ဦးပြောတယ်သူ့အမေလီပါဘူးကိုသွားရဲဆိုတဲ့အကြောင်းအရာကအသေးပဲမရှိဘူး န်တရားဖြစ်ပွဲရှိတယ်ဆိုပြီးတော့သူတို့ကထပ်ပြီးတော့လစ်လျူမရှိတော့ပဲနဲ့သူတို့ကမေရဲ့နာမည်နဲ့ဆင်တူတဲ့အမလီလို့ခေါ်တဲ့ဒီကလေးနှစ်ယောက်ရဲ့အတော်အဲသူ့အမေရဲ့ရောင်မပေါ့နော်အဲ့လူထံကိုဆက်တွေ့ခဲ့ကြတယ်ဒီလိုနဲ့ဇူလိုင်လ15ရက်နေ့ကိုရောက်တဲ့အခါမှာသူ့အတော်အမလီနဲ့မယ်ရီဂျိန်းလို့ခေါ်တဲ့တငယ်ချင်းတို့နှစ်ဦးဟာ plus 3မှာရှိတဲ့သူတို့အိမ်ကိုရောက်ရှိလာခဲ့ကြတယ်အဲ့လိုနဲ့အိမ်ထဲဝင်ဖို့အတွက်တကားခောက်တဲ့အခါမှာဂျွန်ဖော့စ်ထွက်လာပြီးတော့သူတို့ကမေရဒီမှာမရှိဘူး လီဗာပူးမှာပဲရှိတယ်ဆိုပြီးတော့ဖြေပြီးတော့နေသူကလည်းအဲ့ဟာနေပြီးတော့လဲထက်သွားတယ်အဲ့လိုနဲ့တိတ်မကြပါဘူးညကုန်တို့ကလည်းပြန်ရောက်လာတယ်အဲ့ဒီအခါမှာသူ့အတော်ကမြင့်မေဘဲကိုတွားနေရလဲငောက်ပြပြလို့ပြောတဲ့အခါမှာသူတို့ညကုန်တို့ကအရင်ကအိမ်နှင်းချင်းတွေကိုပြောထားတယ်လီဗာပူးကိုတွားလိုက်ပြီးဆိုတော့လင်ညာထားတဲ့အကြောင်းအရာကိုမေ့ပြီးတော့မှကျွန်တော်အမေကအတော်တယောက်ဆုံးသွားတဲ့အတွက်ကြောင့်မလို့အဲ့ကိုတွားတယ်ဆိုပြီးတော့အဖြေမိသွားတာပေါ့နော် အဲ့ဒီအခါမှာသူ့အတော်ကမတင်ကာဖြစ်သွားပြီးတော့ချက်မိတဲ့အခါမှာလည်းအဲ့လိုပဲပြန်ဖြေတော့ဗောနော်တိတ်မကြပါဘူးကလေးနှစ်ယောက်ကလည်းအဲ့ရနေပြောပြေးထွက်သွားကြတယ်နောက်ထပ်နေရက်အကြာဇွန်လ18ရက်မှာသူ့အတော်ထပ်ပြီးတော့ပြန်ရောက်လာခဲ့တယ်အဲ့ဒီအခါမှာတော့ John Force နဲ့သူတို့ညီအကိုနှစ်ဦးဖဲကစားနေတဲ့နေရာကိုကွက်တိဝင်ရောက်နိုင်ခဲ့တယ်အဲ့ဒီအခါမှာသူ့အတော်အမလီကခုန်ကိုမျက်စိတောက်တောက်ကြည့်ပြီးတော့မှနင့်အမေဒီမှာရှိတယ်ဆိုတော့ငါသိတယ်ငါ့ကိုမမှန်ပြောဆိုပြီးတော့သူက ပြောတာပေါ့နော်ပြောတဲ့အခါမှာခွန်ကကျွန်တော်မေကသူ့တငယ်ချင်းအိမ်မှာဒီပွဲကစားပြီးတော့လို့ရှိရင်အတော့ခေါ်တော့ပြေးမယ်ဆိုပြီးတော့อืมအစစ်စစ်ပဲပြန်ဖြေတာပေါ့နော်အဲ့ဒီအခါမှာသူ့အတော်ကအရန်ဒေါ်လာထွက်လာပြီးတော့သူ့တငယ်ချင်းနဲ့သူတို့နှစ်ယောက်ကအဲ့အပေါ်ထက်ကိုတက်သွားကြတယ်ပေါ်ထက်ကိုရောက်တဲ့အခါမှာခတ်ဆိုးဆိုးအနံ့တစ်ခုကိုရလိုက်တယ်အဲ့လိုနဲ့အခန်းတစ်ခါကိုဖွင့်ဖို့စ조사တဲ့အခါမှာတော့ခတ်ထားတဲ့အတွက်ကြောင့်မလို့လုံးဝဖွင့်လို့မရအောင် အဲ့ဒါနဲ့သူ့သူလေးနှစ်ယောက်ကိုတော့ပေးဖို့တက်ပြောတဲ့အခါမှာသူတို့နှစ်ယောက်ကလုံးဝမပေးဘူးအဲ့ဒါနဲ့သူ့တငယ်ချင်း Mary Jane ကိုတွားပြီးတော့မာဒီအင်ရှင်စီကနေတော့ပေါ်တွားယူပါဆိုပြီးတော့လွတ်လိုက်တယ်အဲ့လိုနဲ့အဲ့ဒီတော့ယူပြီးတော့ရောက်လာတဲ့အခါမှာပဲအခန်းတစ်ခါကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတူအဲ့ရပေါ်မှာလဲလျောင်းနေတဲ့အနေထားကိုတွေ့လိုက်ရတယ်သူ့ရဲ့ပေါ်မှာအဲ့ရခင်းနဲ့ဖုံထားပြီးတော့ခေါင်းကိုလည်းခေါင်းအုံးနဲ့ဖုံထားတာကိုတွေ့လိုက်ရတယ် အနက်ကအင်မတန်ဆိုးရွားတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ကအแทးကိုမဝင်နိုင်ဖြစ်နေခဲ့တယ်။အဲ့ဒါနဲ့သူ့ရဲ့တငယ်ချင်းကိုရဲကိုတော့ခေါ်ပွင့်ရအတွက်ထပ်ပြီးတော့လွတ်လိုက်တယ်။အဲ့လိုနဲ့သူ့တငယ်ချင်းနဲ့ရဲတက်ချက်ရောဘတ်အတွက်ရောက်လာတဲ့အခါမှာဒီအဲ့ရခင်ကိုဖယ်ခိုင်းခဲ့တယ်။အဲ့လိုနဲ့အဲ့ရခင်ကိုဖယ်လိုက်တဲ့အခါမှာဒီကလေးနှစ်ယောက်ရဲ့အမေအမ်လီကွန်တယောက်ပုတ်ပွားပြီးတော့မူတက်နေတဲ့ရုပ်လောင်းကိုတွေ့လိုက်ရတယ်။ပြီးတော့သူ့ရဲ့ဘေးမှာဓာတ်တချောင်းကိုတွေ့ရပြီးတော့ ဒေအောင်မှာလည်းတော့ပုတ်တစ်ခုကိုတွေးလိုက်ရတယ်။အဲ့တော့ရဲတွေကဒီလက်နက်တွေဟာသူ့ကိုတက်ခဲတဲ့လက်နက်ဖြစ်မယ်ဆိုပြီးတော့ယူဆခဲ့တယ်။ဒီရုပ်လောင်းကိုတွေးလိုက်ရတဲ့သူ့အတော့အင်မတန်ထိတ်လန့်တော့ပြီးတော့ခုံဖက်ကိုမျက်နှာလှည့်ပြီးတော့မှနေရတော်တော်စိုးသွမ်းတဲ့လူပဲမြင့်မေတယောက်လုံးဒီလိုတေဆုံးနေတော့နေငါတို့ဘာလို့အကြောင်းမကြားတာလဲဆိုပြီးတော့ဟောဟစ်တာပေါ့နော်။အဲ့ဒီအခါမှာခုံက ကျွန်တော်အမေကကျွန်တော်ညီလေးကိုအစားအစာခိုးစားတယ်ဆိုပြီးရရဆက်ဆက်ရိုက်နှက်ခဲ့တယ်။ပြီးတော့နောက်တစ်ခေါက်ဒီလိုမကျူးလွန်လို့ရှင်ထပ်ပြီးတော့ဒီထက်မကရိုက်နှက်မယ်ဆိုပြီးတော့သူ့ချင်းချောက်ခဲ့တယ်။ဒါတော့ तू ကအမေကိုတတ်ချင်တယ်ဆိုပြီးတော့ငါ့ကိုပြောခဲ့တယ်။ပြီးတော့ तू ကမတက်ရဲတဲ့အတွက်ကြောင့်မလို့အခုကတည်းကပုံမှာတွေ့တဲ့သားကိုတုံးပြီးတော့မှအမေကိုတတ်ခဲ့တာပါဆိုပြီးတော့ तू ကတွေးအေးအေးနဲ့ပြန်ဖြေခဲ့တယ်။အဲ့တော့ကြားတယ် तू ကတော့တယောက်ကဝမ်းနဲ့ပက်လက်ဖြစ်သွားခဲ့ ဲ့လိုနဲ့ Robert Kuhn နဲ့ John Forson တို့ဟူကိုအဲ့နေရာမှာပဲဖမ်းဆီးလိုက်တယ်။ဒါပေမဲ့သူ့ရဲ့ညီနေတဲ့နေရာကရဲလာတဲ့အခါမှာပဲကြောက်လန့်ပြီးတော့ပြင်းပေါက်ကနေခုန်ထွက်ပြီးတော့ထွက်ပြေးသွားခဲ့တယ်။ဆက်ပြီးတော့ရဲတွေက Robert Kuhn ကိုမေးတဲ့အခါမှာသူကသူ့အမေစီယာရွှေတင်းကားနှစ်ပြားနဲ့သူ့အဖေရဲ့ရွှေအိတ်ကနာရီအပြင်အိမ်ကနေပြီးတော့အဖိုးတန်တဲ့ပစ္စည်းတွေကို John Force ကိုပေါင်ခံခဲ့တဲ့အကြောင်းကိုလည်းသူကဝန်ခံခဲ့တယ်။သိမကြပါဘူးသူ့ညီနေတဲ့နေရာကိုလည်းဖမ်းမိခဲ့တယ်။ ပြီးတော့သူ့ကိုမေးမြန်းတဲ့အခါမှာလည်း तू ကဒီလူတတ်မှုမှာလုံးဝပါဝင်မှုမရှိကြောင်း तू အိတ်နေတဲ့အခါမှာပဲသူ့အကူကဒီလိုပြစ်မှုမျိုးကျွလွန်ခဲ့တာဖြစ်ကြောင်းကိုရဲတွေထံကိုရှင်းပြခဲ့တယ်။ဒီတော့အမလီတယောက်အသက်ခံခဲ့ရတဲ့တည်င်းကိုကြားသိရတဲ့အိမ်နီးချင်းတွေအားလုံးကထိတ်လန့်ကြောက်ရွံ့ကုန်ကြတယ်။ပုံပြီးတော့သူတို့ကအံ့ဩသွားတာကဒီလိုဆယ်ကျော်သက်ကလေးနှစ်ဦးဟာသူ့အမေကိုတတ်ပြီးတော့ပုတ်ပွနေတဲ့ဒီအလောင်းတွေရဲ့နားမှာပဲနေနိုင်တာဟာ တော်တော်ကိုတွေးအေးပြီးတော့ရက်ဆက်တဲ့ကလေးနှစ်ယောက်ပဲဆိုပြီးတော့သူတို့ကပို့ပြီးတော့အံ့ဩသွားခဲ့ကြတယ်။1869ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ကလေးအပ်ဥပဒေမှာယောက်ျားလေးဆိုရင်16နှစ်၊မိန်းကလေးဆိုရင်16နှစ်ကနေစပြီးတော့မှပဲတရားစွဲဆိုလို့ထောင်ချလို့ရတာပေါ့နော်။ဒါပေမဲ့ဒီညကုန်းတို့ကတော့အဲ့ဒီတတ်မှတ်ထားတဲ့အသက်သက်ငယ်နေတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ကိုဆက်လက်ပြီးတော့အချုပ်ခန်းထဲမှာပဲထားဖို့ရန်အတွက်ဆုံးဖြတ်လိုက်တယ် သူတို့ရဲ့အမှုတွေကမြို့တော်ရာဇဝမှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဗဟိုတရားရုံးကိုတင်ပြရမှာပေါ့နော်ဒါပေမဲ့အဲ့ဒီကိုမတင်ပြခင်မှာခရင်တရားရုံးမှာအရင်ဦးဆုံးရုံးတင်စစ်ဆေးဖို့ရန်အတွက်ဆုံးဖြတ်ခဲ့ကြတယ်အဲ့လိုနဲ့တရားခွင်အတွင်းမှာရှေ့နေတွေကသူ့ညီနဲ့တဲ့နေကိုလည်းဒီအမှုအတွက်တက်တေခံဖြစ်အဲထွက်ဆိုဖို့ရန်အတွက်တောင်းဆိုခဲ့တယ်ဒါကိုလည်းတရားသူကြီးတွေကလက်ခံခဲ့တယ်ဒီလိုနဲ့တရားသူကြီးတွေကအနာတန်နီယယ်လေးကိုမေးတဲ့အခါမှာ သူကဘာမှမဖြစ်နိုင်တော့ဘဲနဲ့တရားခွင်တလျှောက်လုံးမှာငိုပဲငိုယူနေခဲ့။နောက်ပြီးသူ့အကိုခွန်ကိုလူတက်မှုနဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါမှာလည်းသူကသူ့အမေအိပ်ပျော်နေတဲ့အချိန်သူ့အမေပေါ်တက်ပြီးတော့မှဒါးနဲ့နှလုံးတက်တဲ့ကိုနှစ်ချက်ထိုးခဲ့တဲ့အကြောင်းပြီးတော့ဒုံပုံးနဲ့လည်းခေါင်းကိုရိုက်ခဲ့တဲ့အကြောင်းဝန်ခံခဲ့တယ်။နောက်ပြီးသူ့မိဘတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်းပေါင်ပြီးတော့သူတုံးဆွဲခဲ့တဲ့အကြောင်းကိုလည်းဝန်ခံခဲ့တယ်။တရားသူကြီးတွေက ဒီလိုလူတည်နေတဲ့အလောင်းရဲ့အနှံ့အသက်တွေကိုအိမ်နှင်းချင်းတွေကိုမရောက်အောင်ဘလို့များလောက်ခဲ့ရလဲလို့သူ့ကိုမေးမြန်းတဲ့အခါမှာလေသူ့မေးအလောင်းကနေပြီးတော့အနှံ့နေထွက်လာတဲ့အခါမှာသူကပိုးသက်ဆေးတွေဖြန်းခဲ့တဲ့အကြောင်းပြီးတော့အိမ်နှင်းချင်းတွေဒီအနှံ့ကိုရသွားမှာဆိုးတဲ့အတွက်ကြောင့်မလို့လေသူတို့ရဲ့အိမ်ရှိမှာရှိတဲ့စိုက်ခင်းတွေကိုဒီမျောစာအများပြပတ်ဖြန်းခဲ့တဲ့အကြောင်းကိုလေသူကရှင်းပြဝန်ခံခဲ့တယ်အဲ့လိုနဲ့သူ့ထွက်ဆုံမှုကပြီးမှာပဲတရားကြားနာမှုပြီးဆုံးခဲ့တယ် ပြီးတော့သူတို့ထပ်ဆိုခဲ့တဲ့အချက်လက်ကိုလည်းဗဟုတရားရုံးကိုတင်ပြခဲ့ကြတယ်။ဒီလိုနဲ့ဗဟုတရားရုံးကမခေါ်ယူခင်မှာ John Fox နဲ့ Coons တို့နှစ်ယောက်ကိုမြင်းလင်းနဲ့ Holloway အကျဉ်းထောင်ကိုပို့ဆောင်ခဲ့တယ်။အဲ့ဒီပို့ဆောင်ခဲ့တဲ့တခြားလုံးမှာလည်းခွန်ကရီမောနေခဲ့တယ်။သူ့ညီနဲ့တဲ့နေရာကိုတော့သူ့အမေရဲ့အမထံကိုပဲလွှဲပြောင်းပေးခဲ့ကြတယ်။ဒီလိုဆိုးရွားလာတဲ့မှုခင်းဖြစ်ပြီးနလအကြာမှာဗဟုတရားရုံးကနေပြီးတော့ သူတို့နှစ်ယောက်ရဲ့မှုခင်းကိုပြန်လဲပြီးတော့ဆက်ဆဲဖို့ရန်အတွက်သူတို့နှစ်ဦးကိုပြန်လဲခေါ်ယူခဲ့တယ်။နောက်ပြီးဂျူရီလူချင်းမင်းတွေကခွန်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့ရန်အတွက်တပ်တွေအမြောက်များကိုလည်းခေါ်ယူခဲ့တယ်။အဲ့ဒီအရာကိုတပ်တွေခံမဲ့သူတွေထဲမှာခွန်ရဲ့အဖေကလည်းတဦးကပါဝင်ဖြစ်တယ်။ခွန်ရဲ့အဖေကသူ့သားမွေးဖွားတဲ့အချိန်မှာအရန်ကိုမှခက်ခဲခဲ့တဲ့အကြောင်းဆရာဝန်တွေက အာကုန်သုံးပြီးတော့သူ့သားကိုမွေးဖွားခဲ့ရတယ်။လုံးဝ မွေးဖွားလို့မရတဲ့အဆုံးမှာသူ့ရဲ့သားကိုဒီမွေးကရိယာပေါ့နော်ဒီလိုညက်ကရိယာကိုအသုံးပြုပြီးတော့မှသူ့သားရဲ့ခေါင်းကိုညက်ပြီးတော့အပြင်ကိုထုတ်ခဲရတယ်ဆိုတဲ့အကြောင်းကိုဂျူရီလူချင်းမိနစ်ထံတင်ပြခဲ့တယ်။ဒီအကြောင်းကိုလည်းသူ့သားကိုမွေးဖွားပေးခဲ့တဲ့ဆရာကိုယ်တိုင်ကအတိပြုထောက်ခံပေးခဲ့တယ်။တဆက်ထဲမှာပဲသူကခွန်ကုံမွေးပေးခဲ့တာတော့မှန်ပေမဲ့သူ့မှာစိတ်ပိုင်းဆိုင်ရာချွတ်ယွင်းနေတာတော့သူတက်တဲ့ထောက်ထားပြဖို့ရမရှိဘူးဆိုပြီးတော့ တင်ပြခဲ့တယ်။နောက်ဗီဒီယိုမှုကိုဖြစ်ပျက်စေတာကလည်းသူ့အမေကအယမ်းကိုမှဒေါသထွက်နေတဲ့အတွက်ကြောင့်မလို့သူကလည်းစိတ်မထိန်နိုင်ပဲနဲ့လုံမိလောက်ရလုံလိုက်မိတာနေမှာပါ။သူ့ကိုကြုံမင်းပေးဖို့ရန်တွတ်တော့အယမ်းငယ်လွန်ပါတယ်ဆိုပြီးတော့ဂျူရီလူချင်းမြင့် နေတန်တင်ပြခဲ့တယ်။နောက်ဗီသူ့ရဲ့အိမ်လေးချင်းဖြစ်တဲ့ဝီလျံဂရီဟန်ဆိုတဲ့လူကလည်းခွန်အသက်၁၂နှစ်အရွယ်မှာ James Reed လို့ခေါ်တဲ့လူသက်သမားကိုတရားစီရင်တဲ့နေရာမှာ ူကိုယ်တိုင်တွားရောက်ခဲ့တယ်ဆိုပြီးတော့တင်ပြခဲ့တယ်။နောက်ပြီးဒီအမှုဖြစ်တဲ့အခါမှာခွန်စရဲ့အခန်းထဲကနေပြီးတော့မှစာအုပ်အများကြီးရှာတွေ့ခဲ့တယ်။အဲ့ဒီစာအုပ်တွေကအလွန်ကမှကြောက်စရာကောင်းပြီးတော့လူသက်သမားတွေနဲ့ပတ်သက်တဲ့စာအုပ်တွေကြီးဖြစ်နေတယ်။သူကဒီအရာတွေကိုဆွဲလန်းပြီးတော့သူ့အမေကိုတတ်တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့သူကတင်ပြခဲ့တယ်။ဒါကိုကြားလိုက်ရတဲ့ခွန်တယောက်ဟာဒါကြီးကလုံးဝဝန်သိပ်ပဲမရှိဘူးဆိုပြီးတော့သူကပြက်ရည်ပြုတ်ခဲ့တယ်။ ဒီတရားခွင်တလျှောက်လုံးမှာလဲခွန်တယောက်ကတရားသူကြီးနဲ့စစ်စီရေးမှုတွေကို လောင်ပြောင်ခဲ့ပြီးတော့ရည်စရာကောင်းတဲ့မျက်နှာအနေထားမျိုးတွေကိုလည်းလုပ်ပြခဲ့။နောက်ပြီးတော့သူ့စစ်စဲမင်းမြတ်တဲ့အခါမှာမက်ဆီတောက်ထောက်ပြီးတော့ကြည်နေတဲ့ James Kennedy ဆိုတဲ့လူကိုလည်းသူကရှာထုတ်ပြခဲ့သေးတယ်။ဒီလိုနဲ့ Jury လူချင်းမင်းတွေကသူ့ရဲ့ကျမ်းမာရဲ့ခြင်းတွေကိုထပ်ပြီးတော့အတည်ပြုခြင်းနဲ့အတွက်ကြောင့်မလို့ဒီတင်ပြလာတဲ့အကြောင်းတွေကိုထပ်ပြီးတော့သုံးသပ်ဖို့ရန်အတွက် မဆုံးဖြတ်ခင်မှာ ဂျွန်ဖော့စ်နဲ့သူတို့နှစ်ဦးကိုထပ်ပြီးတော့အချင်းထောင်တွေကိုဆက်လက်ထားရှိစေခဲ့တယ်။အဲ့လိုနဲ့အချင်းထောင်မှာနေတဲ့အခါမှာလည်းသူ့ကိုစောင့်ကြည့်နေတဲ့အရာရှိကိုလေချွန်ပြတာတွေတချင်းဆိုပြတာတွေကိုလုပ်ပြခဲ့တယ်။အချင်းထောင်မှာနေလာခဲ့တဲ့တလျှောက်မှာသူကသူ့ရဲ့အိမ်နီးချင်းတောင်ကိုစားတဆောင်ရေးပြီးတော့ပို့ခဲ့တယ်။အဲ့ဒီစားထဲမှာသူရေးသားထားတာကသူ့ကိုတရားရုံးကနေပြီးတော့ကြုံးမင့်ချမှတ်ရင်ချမှတ်လိုက်မယ်။ဒါပေမဲ့သူ့ကိုမနှက်စာကောင်းကောင်းကြွေးရင်တော့အဲ့လိုကြုံးမင့်ပေးရင်လည်းသူ့တက်ကတော့မမှုပါဘူး။ တကယ်လို့သူတို့မပေးရင်တော့မှငါကငါလဲပင်းညစ်ပြီးတော့တက်သေးလိုက်မယ်ဆိုပြီးတော့စာထဲမှာရေးထားတယ်။စာရဲ့အဆုံးမှာတော့နင်တို့အားလုံးနေကောင်းကြမှာမယ်လို့ငါမျှော်လင့်တယ်ဆိုပြီးတော့ရေးထားတယ်။ဒါပေမဲ့ခွန်တယောက်သူတွေးထားတာနဲ့တခြားစီဖြစ်နေခဲ့တယ်။နောက်ပိုင်းမှာဂျူရီလူချင်းမင်းတွေကခွန်ကသူ့အမေတက်ခဲ့တဲ့နေရာမှာအပြစ်ရှိတယ်။ဒါပေမဲ့အဲ့ဒီအမှုကျွလွန်တဲ့အချိန်မှာသူဟာစိတ်ပိုင်းဆိုင်ရာချွတ်ယွင်းနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကျမ်းမာရေးအခြေအနေကိုလုံးဝပျောက်ကင်းအောင်ကုသဖို့ရန်အတွက် အင်မတန်မှလုံခြုံပြီးတော့ထိမ့်သိမ့်လို့ရမယ်ဘတ်ရှဲမှာရှိတဲ့ broad mole လို့ခေါ်တဲ့ဈေးရုံကိုပို့ဆောင်ခဲ့တယ်။တစ်ဖက်မှာ John Force ကတော့သူကမညံမကောင်းတဲ့သူဖြစ်တယ်။ပြီးတော့ဒီလူတက်မှုကိုခွန်ကျူးလုံတဲ့အခါမှာသူကရှိမနေခဲ့ဘူး။နောက်ပြီးတော့သူ့အမေဒီမှာတည်ဆုံးနေတာကိုလည်းသူကမသိရှိခဲ့ဘူးပေါ့နော်။ခွန်ပေါင်ခိုင်းတဲ့ပစ္စည်းတွေကိုတော့ပေါင်ပေးခဲ့တယ်။ဒါပေမဲ့သူကအုံနောက်မကောင်းတဲ့အတွက်ကြောင့်မလို့ပဲသူ့ကိုဒီအချင်းတော်ကိုမပို့တော့ဘဲနဲ့ ဒီအမှုကနေပြီးတော့ဂွန်လုံးကျွတ်လွတ်ပေးခဲ့တယ်။ဒီလိုနဲ့18နှစ်ကြာ1932ခုနှစ်ခွန်အားသက်30ရောက်တဲ့အခါမှာဆေးရုံကနေပြီးတော့လွတ်မြောက်လာခဲ့တယ်။ဒီလိုနဲ့သူကသူ့ညီထွက်ခေါ်သွားတဲ့ဩစတြေးလျကိုပဲပြောင်းရွှေ့ချေချာနေထိုင်ခဲ့တယ်။ပထမကဘာစစ်ဖြစ်ပေါ်တဲ့အခါမှာသူကဂယ်လီပိုလီလို့ခေါ်တဲ့စစ်စင်ရေးမှာအနာတရဖြစ်တဲ့စစ်သားတွေကိုထမ်းပေးရတဲ့သန်းစင်သန်းသူအဖြစ်အမှုထမ်းခဲ့တယ်။ အဲ့လိုအမှုထမ်းခဲ့တဲ့အတွက်ကြောင့်မလို့ပဲသူကကြီးစံတစ်ချက်ထိမှန်ခဲ့တယ်1936ခုနှစ်အောက်တိုဘာလမှာသူဟာသူ့အသက်ကိုစွန့်ပြီးတော့ရဲစွမ်းတပ်တိနဲ့စ조사ခဲ့တဲ့အတွက်ကြောင့်မလို့ပဲစစ်တပ်ကနေပြီးတော့မှစစ်ဖက်ဆိုင်ရာစုတစိတ်ချင်းမြင့်ချင်းကိုခံခဲ့ရတယ်ဒီလိုနဲ့စစ်ပွဲပြီးတဲ့အခါမှာခွန်ဟာ new south wales ပြည်နယ်ကိုပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပြီးတော့မှနွားမွေးမြူတာတွေဟင်းတီးရွံ့စိုက်ပျိုးတာတွေကိုပြုလုပ်ခဲ့ပြီးတော့ငင်းငင်းချမ်းချမ်းနဲ့နေထိုင်ခဲ့တယ် နောက်ပြီးသူတို့ဒေသခံမှာရှိတဲ့ကလေးငယ်တွေကိုလည်းဂီတတင် जा ပေးတာမျိုးတွေပြုလုပ်ခဲ့တယ်။အဲ့ဒီကလေးငယ်တွေထဲမှာအသက်17နှစ်အရွယ် Harry Marvel လို့ခေါ်တဲ့ကလေးငယ်ဟာသူ့ပထွေးရဲ့ညင်ပန်းနှိပ်စက်ခြင်းကိုခံရတဲ့အတွက်ကြောင့်မလို့ခွန်ကသူ့ကိုမွေးစားခဲ့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်6နှစ်ကြာအောင်အတူမိထိုင်ခဲ့ကြတယ်။1936ခုနှစ်မှာဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီအချိန်မှာခွန်ရဲ့အသက်က 50ကျော်နေပြီပေါ့နော်ဒါပေမဲ့လည်းသူကထပ်ပြီးတော့စစ်မှုထမ်းခဲ့ပြန်တယ်ဒီလိုနဲ့စစ်ပွဲပြီးတဲ့အခါမှာလည်းသူမွေးဖွားခဲ့တဲ့သူ့ရဲ့နေရပ်အင်္ဂလန်ကိုမပြောင်းတော့ဘဲနဲ့ဩစတြေးလျမှာပဲဆေးကုပြီးတော့နေထိုင်ခဲ့တယ်ဒီလိုနဲ့1949ခုနှစ်မေလ9ရက်နေ့သူ့အသက်65နှစ်ပြည့်တဲ့အခါမှာပဲကွယ်လွန်သွားခဲ့တယ်သူ့ရဲ့ကြံရှိနေတဲ့သူပိုင်ဆိုင်တဲ့အရာမှန်အမြောက်ကိုလည်းသူ့ရဲ့မွေးစားသားဖြစ်တဲ့ဟာရီမာဗဲကိုပဲပေးအပ်ခဲ့တယ် ဟုတ်ကဲ့အဲ့တော့ဒီမှုခင်ကတော့ဒီလောက်ပါပဲနောက်ပတ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့မှုခင်နဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲပါပါ